မြတ်စွာဘုရားရှင်ပြိနိဗ္ဗာန်ပြုခာနည်းအချိန်တွင်အရှင်ဥပဝါနမထေရသည်ယက်ခလျက်မြတ်စွာဘုရားရှင်ဤရှေတော်၌ယက်တီလျက်နေ၏ထိုအခါမြတ်စွာဘုရားကိုဖူးမြော်ရန်လာကြသောနတ်တို့သည်ကိုခန္ဓာကြီးမာသောရှင်ဥပဝါနမြတ်စွာဘုရားရှေတော်၌ဝေလျက်ရနေသောကြောင့်မြတ်စွာဘုရားရှင်အားဖူးမြော်ခြင်းကမတက်နိုင်ပဲရှိလေသည် ထို့ပြင်ရှင်ဥပဝါနသည်ကတ္တမြတ်စွာဘုရားရှင်စေတီတော်နှင့် အဆောင်အရှောင်းနဲ့ဖြစ်ခဲ့ဘူးတော့ကြောင့်နက်ထရိုသည်အရှင်ဥပွားနီကိုကိုဖောက်ထွင်းလင့်မြင်ရန်မတက်နိုင်ကြသဖြင့်ကဲရဲကြလေသည်လွန်ခဲ့သော60တကဘာအထက်ကဝိပတိမျက်စွာဘုရားရှင်ပြိနိဗ္ဗာန်ဆံလွန်တော်မူပြီးနောက်လူများသည်ဝိပတိမျက်စွာဘုရားရှင်တဆူရဲသောတာရီရီကတတော်ကိန်းဆံရာစီတီတော်ကိုအလျားတတောင် အနန္တထွာအထုနှစ်လက်မရှိသောရွှေသားတီအုပ်တို့ဖြင့် ်အင်္ဂရေမြင်းညက်အစာစေတံမြင့်တီလာမှုတို့ကိုအသုံးပြုရလေကောင်းရေစားနှက်စီကိုအသုံးပြုရလေကောင်းတယူဇနာအမြင့်ရှိအောင်တည်ထားကြသည်ထိုနောက်ဘုံမဆိုးနှင့်အာကာသဆိုးနှင့်ဥနာဝလာဟကနဲ့အဘဝလာဟကနဲ့စတုမဟာယုံနဲ့ဒါဝရင်တာနဲ့တို့သည်တယူဇနာမြင့်အောင်ထက်ဆင့်တီကြပြန်လေသည်ဤတို့လင်ဝိပတိမျက်စွာဖျားရှင်တဆူရဲသောတာရီရီကတတ်တော်ဂိမ့်ဆန်ရာစီတီတော်သည်ခုနှစ်ယူဇနာအမြင့်ရှိလေသည် လူအများတို့သည်ဗန်းနန္တာအဝိတ္တင်ကန်စသည်တို့ကိုယူဆောင်၏စေတီတော်ကိုပူဇော်ရန်လာရောက်ကြလျင်စေတီတော်စောင့်နှံမင်းသည်ထိုပူဇော်ဖွယ်ဝတ္ထုတို့ကိုယူဆောင်၏စေတီတော်ကိုပူဇော်ပေးလေသည်အရှင်ဥပဝါနာမထေရ်အလောင်းသည်ပုံနာသူထေတူဖြစ်လေရွှေရောင်စင်းဝါဝင်းသော အဝိတ္တင်ကန်တထေကိုယူဆောင်၏စေတီတော်ကိုပူဇော်ရန်လာရောက်လေသည်စေတီတော်စောင့်နှံသည်ထိုဝိတ္တင်ကန်ကိုယူလေစေတီတော်ကိုပူဇော်ပေးလေသည် ပုံနာသူသေးသည်ထိုနှက်ကိုမြင်၍ကြည်ညိုသောစိတ်ရှိသည်ဖြစ်လေ။ငါသည်လည်းနောက်ခါ၌ဤကဲ့သို့မျက်စွာဖျား၏ဇေဒီတော်၌အဆောင်နှမင်းဖြစ်ရပါလို့၏။ဟူဆူတောင်းခဲ့ရာထိုဘဝမှာဆုတည်သောနတ်ပြည်နာဖြစ်လေသည်။အရှင်ဥပဝါနာမထေရ်အလောင်းသည်နတ်ပြည်လူပြည်နာကျင်လည်ခဲ့ရလေ။ကကပမျက်စွာဖျားပြိနိဗ္ဗာန်ဆံဝင်တော်မူပြီးနောက်ကျွင်းကြံရည်သည့်တဆူသေးသောတာရီရိကတတော်ကိုထာပနာ၏။တယူဇနအဝင်းဝိုင်းမြင့်ရှိသောဇေဒီတော်ကိုတည်ထားကြလေသည် ဥပဝါနမထေအလောင်းလျာသည်ရှေးဘဝကဆူတောင်းခဲ့သည့်အတိုင်းကတ္တပမျက်စွာဘုရားရှင်၏စေတီတော်၌အဆောင်နှမင်းဖြစ်ခဲ့သည်ဂေါရမမျက်စွာဘုရားရှင်ပွင့်ထုံးတော်မူလာသောအခါ၌နတ်ပြည်မှစုတည်ခဲ့လေမြတ်တော်မျိုး၌ပလိတန်နေอยู่လေသည် အရွယ်ရောက်သောတောထွက်ကမျက်စွာဘုရား၏အထံ၌ရဟန်းပြုပြီးလေဝိဇာ၃ပါးပလိတပိတာ၄ပါးဝိမောက္ခ၈ပါးအဘိညာဉ်၆ပါးတို့နှင့်တကောအရဟတ္တဘုသောမျက်မှောက်ပြုကကြွတန်းဝင်လေသည် အရှင်ဥပဝါနမထေရသည်မြတ်စွာဘုရားရှင်ဓာတုစေတီတော်ကို အဝိတ္တင်ကန်းဖြင့်ပူဇော်၍တောင်းစုပြုခဲ့သည် စေတီတော်ဆောင်နမင်းအဖြစ်ဆုတောင်းပြုခဲ့ပြီးမြတ်စွာဘုရားရှင်၏စေတီတော်ကိုစောင့်ရှောက်ပူဇော်ရသောကုတို၏အကျိုးအားကြောင့်နတ်တို့မျက်စိဖြင့်ဖောက်ထွင်းမြင်ရန်ပင်မတက်နိုင်အောင်တခိုးကြီးမာသည်ယဟန္နာမထေကြီးတပါးအဖြစ် နောက်ဆုံးဘဝအထိကုတို၏အကျိုးကိုခံစားရလေသည်